အဒီနိုကအခုလိုအရေးပေါ်အခြေအနေရောက်နေရတဲ့ရီမွန်အတွက်ရှိုးဝေးကိုဆက်ကျင်းပါနေလို့ဝေဖန်ခံနေရတဲ့အပွဲအစီအစဉ်သူပရိသတ်များအားလုံးပဲမြင်လာပါရှင်ဆယ်လင်းဆိုင်တာ page ကနေပြန်လေးကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်မပြောပြခြင်းတဲ့အကြောင်းအရာကတော့ဂီတာလောကအတွက်ရောပရိသတ်တွေအတွက်ပေါ့အလွန်အမင်းဝမ်းနေတုံလို့ဆရာကောင်းတဲ့ဖြစ်ရက်တစ်ခုအကြောင်းပါပဲဒါပေမဲ့ဒီဝမ်းနေမှုနဲ့အတူဒေါသထွက်စရာနဲ့စိတ်ပျက်စရာကောင်းတဲ့ဝေဖန်မှုတွေပါတပြိုင်တည်းထွက်ပေါ်လာခဲ့ပါတယ်ဖြစ်ပွားခဲ့ရတာကတော့အော်တိုဘာလ25ရက်နေ့ညက တန်ရန်ကုန် event ဖတ်မှာကျင်းပခဲ့တဲ့ ADS အဖွဲ့ရဲ့ Aspa Idea Farewell Concert နောက်ဆုံးနှုတ်ဆက်ပွဲမှာပါဒီပွဲဟာကလွန်သွားပြီဖြစ်တဲ့အစိုးရ Raymond ကဂုံပြုနှုတ်ဆက်တဲ့ပွဲဖြစ်ပြီးတော့ဂီတမောင်နှမတွေအများကြီးပါဝင်ဖျော်ဖြေခဲ့ကြပါတယ်အဲ့ဒီပွဲမှာ raw အဖွဲတစ်ဖွဲဖြစ်တဲ့ FIBA Wenonaya Vocalist အဆိုတော့ကိုအဒီနိုလည်းပါဝင်ခဲ့ပါတယ် ကိုအဒီနိုကကွယ်လွန်သွားတဲ့ရင်မွန်နဲ့အရန်ကိုရင်းနှီးရဲ့အငဲတငယ်ချင်းအရင်ကြီးတွေပေါ့သူဟာသူ့ရဲ့တငယ်ချင်းအတွက်အကုန်ပြုတဲ့အနေနဲ့ရင်မွန်ရဲ့မငူပါနဲ့တော့ဆိုတဲ့တခြင်းကိုစင်ပေါ်တက်ပြီးတော့တီဆိုဖြောပြခဲ့ရပါဒါပေမဲ့ကြည်ခွဲစရာကောင်းစွာပဲအဲ့ဒီတခြင်းကိုတီဆိုနေစဉ်ကိုအဒီနိုတယောက်ဟာတအတက်ရပြီးတော့စင်ပေါ်မှာလဲကျသွားခဲ့ပါတယ်ပွဲမှာရှိနေတဲ့တာဝန်ရှိသူတွေတငယ်ချင်းတွေကအရေးပေါ်ရှေ့ဦးသူနာပြုစုနေတွေနဲ့စူးစမ်းခဲ့တင်ပြီးတော့ဈေးရုံကိုအမြန်ဆုံးပို့ဆောင်ခဲ့ကြပါတယ်တကယ်တော့ကိုအဒီနိုဟာအ 39နှစ်သာရှိသေးပြီးငယ်စဉ်ကလေးကနှလုံးရောဂါအခံရှိသူတယောက်ဖြစ်တယ်လို့သိရပါဗျ။နှလုံးမှာ hubstand ထည့်ထားရတဲ့သူလည်းဖြစ်ပါတယ်။ သူရဲ့ကျမ်းမာရေးအခြေအနေကမကောင်းမှန်းသိပေမဲ့သူ့အချစ်ဆုံးတငယ်ချင်းရေမွန်ရဲ့နောက်ဆုံးနှုတ်ဆက်ပွဲဖြစ်တာကြောင့်အာတီမီတော့လာရောက်တည်ဆိုဂုဏ်ပြုခဲ့ရင်အခုလိုမျိုးသူ့ရဲ့တငယ်ချင်းစီကိုလိုက်သွားခဲ့ရတာပဲဖြစ်ပါတယ်။ဒီအထိကအယံဝန်းနေစရာကောင်းတဲ့တဲ့မှာဒါပေမဲ့ပရိသတ်တွေအနုပညာအသားဝိုင်းကလူတချို့ဒေါသထွက်ပြီးတော့ဝေဖန်နေကြတဲ့အချက်ကဒီနေရာမှာစတင်တာပေါ့။အဲ့ဒါကတော့အစိုးရအဒီနိုတယောက်စင်ပေါ်မှာလဲကြပြီးတော့ အသက်အန္တရာယ်အရေးပေါ်အခြေအနေနဲ့ဆေးရုံကိုလွှဲပြောင်းခံလိုက်ရတဲ့အချိန်မှာတောင်ပွဲစီစဉ်သူတွေကဒီရှိုးပွဲကြီးကိုချက်ချင်းမရက်တမ်းမနဲ့ဆက်လက်ကျင်းပခိုင်းခဲ့တယ်ဆိုတဲ့အချက်ပါပဲလူမှုကွန်ရက်ပေါ်မှာဝေဖန်နေကြတာကတော့ဒါဟာလုံးဝမဖြစ်တဲ့ကိစ္စဆိုတာပါပဲ။ လူတယောက်လုံးအနုပညာရှင်တယောက်လုံးဒီပွဲမှာလာကူညီဖြောပြတဲ့သူတယောက်လုံးစင်ပေါ်မှာအသက်ဆုံးရှုံးသွားခဲ့တာဈေးရုံရောက်မှဆုံးတယ်လို့အတည်ပြုနိုင်ပေမဲ့လဲကျသွားတဲ့အချိန်ကလေးကအချိန်နေကအရန်ဆိုးရွားနေပြီဖြစ်ကြောင်းဒီလိုမျိုးအေးပေါ့အချိန်နေမျိုးမှာပွဲကိုချက်ချင်းရက်ပြီးတော့အစိုးရအဒီနိုကိုလေးစားမှုပြတဲ့နယ်လို့ထောက်ပြနေကြပါတယ်တချို့တွေကလည်းတရှိုးမတ်ဂွန်ဆိုတဲ့ခေါင်းစဉ်အောင်မှာဆက်လုတာလားလို့မိကုံးထုတ်ကြပေမဲ့ဒါဟာတာမန်မတော်တဆမှုမဟုတ်ပါဘူး လူအသက်တချောင်းနဲ့သက်ဆိုင်နေတဲ့ကိစ္စပါပြည်သူတွေရဲ့အမြင်မှာတော့အ ਨੇ ဆုံးတော့ပွဲကိုယာယီရနာပြီးအခြေအနေကိုကြည့်ရှုတင်နေဒါမှမဟုတ်လုံးဝရက်ဆိုင်ပြီးကွယ်လွန်သွားတဲ့ဒုမဟုတ်အရေးပေါ်အခြေအနေဖြစ်သွားတဲ့အမှုပညာရှင်ကိုလေးစားမှုပေးတဲ့လို့ဆိုကြတာပါရေမွန်ကိုနှုတ်ဆက်ဖို့လုပ်တဲ့ပွဲမှာသူ့တငယ်ချင်းအက်ဒီနိုကိုပါစင်ပေါ်မှာအသက်ပေးသွားရတဲ့အထိဖြစ်ခဲ့ရကိုတောင်းပွဲကရက်မသွားဘဲနဲ့ဆက်လက်တီဆိုတီးမှုဖျော်ဖြေနေတာကအရန်ကိုလူသားမဆန်မှုစာနာမှုကင်းမဲ့လို့နဲ့ပွဲ စီစဉ်သူတွေအဆုံးဖြတ်ချက်ကိုလုံးဝနားမလည်နိုင်မှုဆိုပြီးတော့ပြင်းပြင်းထန်ထန်ဝေဖန်နေကြတာဖြစ်ပါတယ်။ရိသက်ကြီးတို့ရောဒီကိစ္စကိုဘယ်လိုမြင်ပါသလဲ။တငယ်ချင်းကိုဂုံပြူရင်းနဲ့အသက်ပေးသွားခဲ့ရတဲ့အဒီနိုအတွက်ဝန်နေချေခွေရသလိုလူတစ်ယောက်လုံးအသက်အန္တရာယ်ဖြစ်နေရတဲ့ပွဲဆက်ကျင်းပခဲ့တဲ့ပွဲစီစဉ်သူတွေအလုံးရဲ့ပေါ်မှာဘယ်လိုသုံးသပ်မိပါသလဲ။ အဒီနိုတယောက်ကောင်းရမွန်ရာရောက်ရှိစေဖို့အတွက်အဆူတောင်းပေးရင်းနဲ့ဒီဝေဗမှုတွေနဲ့ပတ်သက်တဲ့ပရိသတ်ကြီးတို့ရဲ့အမြင်ကိုလည်းမှတ်ချက်ပေးခဲ့ပါအောင်နော်ကြီးစုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်